န်းချာနယ်မှာထိုင်နေခဲ့တဲ့စောင်းမြိုင်ရဲ့မျိုးလုံးတဲကနေသွေးမျက်ရည်တွေကျနေခဲ့ပါတယ်။သူမရဲ့လက်သေးတွေကရဟန်းကိုရှေ့လျာလုံးနေခဲ့ပြီးသူမတယောက်တည်းအလို့တွေရှုံနေခဲ့ပါတယ်။ဟိုဟိုဒီဒီကိုခဏလောက်ကြည့်ပြီးရနောက်မှာတော့သူမကို့အသားတွေကိုပြန်ကိုက်စားနေခဲ့ပါပြီ။စံကြီးကလည်းဒီအဖြစ်အပျက်တွေအလုံးကိုတွေ့မြင်သွားခဲ့တဲ့အခါမှာတော့တတော်လေးအံ့အားတင်သွားခဲ့ပါတယ်။ဆောင်မြောက်ကလည်းစံကြီးကိုတွေ့ရတဲ့သူရဲ့လက်ကိုသူ့ဟာသူ့ပဲထပ်ပိုင်းချိုးချခဲ့ပါတယ်။ပြီးတော့ ਨੇ စံကြီးကိုကြည့်ပြီးတော့သူပြောပါတယ် ဘာဖြစ်တာလဲစံကြီးရဲ့နင့်ဝင်ကြည့်ရတာတခုခုအတွက်စွရင်ပူပန်နေတယ်လို့ပဲနေငါ့နော်လာခဲ့ပါလားဒီအသားရဲ့အရာသာဘလောက်ကြောင်ကောင်းလဲဆိုတာငါနဲ့ပြရမယ်လေလုံးဝလက်ဆက်နေရဲ့အသားလေးအချင်းအကြကြီးနေမှာငါအခုလိုအရာသာရှိရဲ့အသားကိုစားရတာလာခဲ့စံကြီးနဲ့စောမြတော်နှစ်ယောက်လုံးကတော့ကျောင်းအတူတူတက်နေခဲ့ကြတဲ့ဘော်တနီကျောင်းသားတွေပဲဖြစ်ကြပါတယ်သူတို့ကတော့တစ်ပင်တွေအကြောင်းကိုစူးစမ်းလေ့လာနေကြပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးသူတို့ကအချိန်ပေါင်းများစွာတောက်ထဲကိုလည်းလေ့လာခီးထွက်ကြပါတယ် တောက်ထဲမှာရှိတဲ့ဒူဆန်နဲ့တစ်ပင်တွေကိုကျူလာခဲ့ပြီးနောက်မှာတော့သူတို့ရဲ့ပမုခချုပ်နဲ့အတူတူလဲစူဆန်လေးလာမှုတွေလောက်ကြပါတယ်။သူတို့ရဲ့ပမုခချုပ်ကြီးကိုရိုင်းကလည်းထိုးချုံလုံးနဲ့ចောင်းသားနဲ့ចောင်းသူចောင်းတော်တော်လေးဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။သူတို့ចောင်းမှာလိုအပ်တဲ့တစ်ပင်ပမ်းမှန်တွေအလုံးကိုလည်းနှစ်ယောက်သားရအောင်လို့အမြဲတမ်းယူဆောင်လာခဲ့ပေးတတ်ပါတယ်။ကောင်းတယ်ကောင်းတယ်တော်တယ်နင်တို့နှစ်ယောက်တကယ်တော်ကြတယ်။လွန်ခဲ့တဲ့၁၀တန်းလုံးကိုငါတင်ခဲ့ပေးပြီးပြီ။ အဲ့ဒီအတန်းထဲမှာရှိတဲ့တက်ဦးတယောက်မှဒါရီကွန်ပျူဆောင်းလာခဲ့ပေးနိုင်ခဲ့ဘူးနင်တို့နှစ်ယောက်ကတကယ်ချီးကျူးခံရထိုက်ပါတယ်ဒါတော့ဆီယာမကြောင့်ပါဆီယာမကကျွန်တော်တို့ကိုစာကောင်းကောင်းတင်ပေးတဲ့အခါကျတော့ကျွန်တော်တို့လည်းစာအုပ်ကြိုးစားလေ့လာပြီးသင်ယူနိုင်ကြတယ်လေတင်ပေးတာကတော့ငါအားလုံးတင်ပေးရပဲတချို့ကြတော့စာထဲမှာပဲအာယုံဆိုင်ကြတယ်လက်တွေကိုတိတ်ပြီးတော့စိတ်မပါကြဘူးနင်တို့နှစ်ယောက်ကတော့တကယ်ထူးချွန်ကြတဲ့ကလေးတွေပဲအခုညလည်းမိုးချုံနေပြီဆိုတော့နင်တို့အဆောင်ပြန်ကြတော့ နေ့ပြန်ကြရင်တော့ငါတို့ထူးဖူးဆန်းတဲ့နင်တို့ယူလာတဲ့တစ်ပင်တွေအကြောင်းကိုစောင့်စားမှုစတင်လုပ်ကြတာပေါ့နောက်နေ့မှာတော့ပေါမောက်ခချုပ်ကြီးကလည်းထူးဆန်းတဲ့တစ်ပင်တွေအကြောင်းကိုပြောပြပါရယ်ဒီနေ့ငါတို့ရှင်းပြမယ့်အကြောင်းအရာကတော့တော်တော်လေးထူးဆန်းတဲ့တစ်ပင်တစ်ပင်အကြောင်းပဲဒီတစ်ပင်ကတော်တော်လေးကိုထူးဆန်းတယ်ဒီဟာတွေပေါက်ရောက်တဲ့နေရာကလည်းနေရောင်ခြည်လုံးဝမရှိတဲ့တောအုပ်အနက်ထဲမှာပဲပေါက်ရောက်တာအရင်နေရာမှာလူသားတွေလည်းနေထိုင်ကြပြီးတော့လူရိုင်းနေလို့မှတ်ယူလို့ရတယ်သူတို့ကကျိုးကျော်လာတဲ့ဘဲတို့ကိုမှခွင့်ပြုခြင်းမရှိဘူး အဲဒါကြောင့်စာအုပ်ထင်မောပဲဒီအကြောင်းတွေကိုဖတ်ရှုရနိုင်တယ်။ပြီးတော့ဒီမှာရှိတဲ့ပမုခချုပ်တွေတတော်မများကလည်းဒီပန်းပင်ကိုမမြင်ဘူးကြဘူး။တတော်မများကလည်းအဲဒီပန်းပင်ကိုလိုချင်တဲ့အတွက်ရောက်အောင်သွားခဲ့ကြပေမဲ့တအုပ်ထင်မှာရှိတဲ့လူရိုင်းတွေကသူတို့ကိုလက်ပလာနဲ့ပြန်လှုပ်ခဲ့ကြတယ်။ဆရာမကသူတို့ယူလာခဲ့တဲ့ပန်းပင်အကြောင်းချီတူစကားပြောဆိုပေးနေခဲ့တာဖြစ်တဲ့အတွက်စံချိန်နဲ့စောမြတော်နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ကြည့်ပြီးပြောရွှေနေခဲ့ကြပါရဲ့။စောမြကလမထောင်ပြလိုက်တဲ့အချိန်မှာစံချိန်ကထားရခဲ့ပါရဲ့။ဒါနဲ့ဆရာမ ဒီပန်းမင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုနောက်ထပ်ပြောပြလို့ရမလားအဲ့တော့ကိုဘယ်လိုမျိုးသွားခုလို့ရနိုင်လဲစံကြီးငါနဲ့ကိုပြောနေရလေအဲ့ဒီမှာရှိတဲ့လူတွေကအပြင်လူတွေဝင်ရောက်လာတာကိုမကြိုက်ဘူးနင်တို့အဲ့ဒီကိုသွားဖို့အတွက်မစင်းစားနဲ့ငါတို့ဆီယမွေရီတော်မှာအဲ့ဒီတောက်ထဲကိုမသွားနိုင်ခဲ့ကြသေးဘူးအတင်းအကျပ်သွားဖို့အတွက်ကြိုးစားမယ်ဆိုရင်တော့အဲ့ဒီကနေအသက်ရှင်လျက်ပြန်ထွက်လာနိုင်မှာမဟုတ်ဘူးပြီးတော့နင်တို့နှစ်ယောက်ဒီကိစ္စတွေကိုတိတ်ပြီးတော့စင်းစားမနေကြနဲ့နင်တို့ဇာအုပ်ထဲမှာရေးသားထားတဲ့ပန်းမင်ပုံစံကိုပဲကြည့်ပြီးတော့အဲ့လောက်ပဲတည်ထားရင်ရပြီ ဒီအချိန်မှာအတန်းချိန်ပြီးဆုံးသွားခဲ့ပါတယ်။ဆီယမားကလည်းအတန်းလေးကနေထွက်ခွာသွားခဲ့ပါတယ်။ဆောင်မြရဲ့ငါတို့ကန်တင်းမှာသွားပြီးတော့စားတောက်ကြမယ်လေ။နောက်ထပ်အတန်းချိန်ကလည်းလိုသေးတယ်မလား။နှစ်ယောက်သားကလည်းတို့ကြောင့်ရဲ့ကန်တင်းမှာသွားထိုင်ပြီးစားတောက်နေခဲ့ကြပါတယ်။ကဲဝေးတောင်ကြီးငါတို့အတော်တက်တက်လို့ဆန်ဝစ်ချ်နဲ့ကော်ဖီချပေးပါအောင်။ဒါနဲ့ဆောင်မြရဲ့ငါစဉ်းစားနေရအောင်နင်စဉ်းစားနေရလား။ငါတို့နှစ်ယောက်ကအတွေ့အကြုံရယ်မလား။ဒါဆိုရင်တော့တောက်ထဲကိုသွားကြရအောင်လေ။ဟုတ်တယ်ငါလည်းအဲ့ဒါကိုပဲစဉ်းစားနေရအောင်။ ဒါပေမဲ့ပမောက္ခချုပ်ကပြောတာကိုနည်းလဲကြားတဲ့အတိုင်းပဲအဲ့ဒီတောအထဲကိုသွားပြီးအသက်ရှင်လျက်ပြန်လာနိုင်တဲ့သူဘယ်သူမှမရှိဘူးတဲ့မင်းနဲ့အတူတူသွားရမယ်ဆိုလို့ရှင်တော့ငါကြောက်တယ်အဲ့ဒါကြောင့်အန်တရီများတဲ့နေရာတွေမင်းကိုမခေါ်ဝါချင်ဘူးပြောဆိုပြီးနောက်စန်ကြီးကလည်းတိတ်ဆိတ်သွားပါတယ်စန်ကြီးရဲ့ပုံစံကိုတွေးလိုက်ရတဲ့ဆော်မယားကအတန်အကျဲကြီးကြီးမောလိုက်ပါတယ်ရှင်ပြောတော့ကကြတော့ဒီရုခဘေကဌာနမှာကျမတို့နှစ်ယောက်လုံးရဲ့နာမည်ကအကြောအကြောဆုံးဖြစ်နေစေရမယ်ဆိုအခုဒီအခက်ခဲဒုက္ခတဲတဲလေးကိုရှင်ကြောက်နေရလား ငါတော့မကြောက်အောင်မင်းအတွက်စဉ်းစားပေးနေရလေပြီးတော့အဲ့တော့ဒီအန်တီရဲ့များတဲ့နေရာမှာမင်းကိုခေါ်သွားပြီးတခုတ်ခုတ်ဖြစ်သွားရင်ဘယ်လိုလုပ်မလဲပြောဆိုနေတဲ့စံကြီးကစောမြားရဲ့လက်ကိုကင်ထားခဲ့ပါရဲ့ရှင်လည်းကျမနဲ့အတူတူရှိနေပေးနေရပဲမလားကျမဘာကိုကြောက်ရမှာလဲသွားမယ်ကျမတို့ရအောင်သွားကြမယ်ဒီလိုနဲ့နေရောက်တာကကျောင်းမရှိတဲ့တအူတယောက်ကမှမပြောပြဘဲနဲ့တောက်ကြီးရဲ့ကိုထွက်လာခဲ့လိုက်ကြပါရဲ့သူတို့လည်းယထာစီပြီးရအောင်သွားကြပါရဲ့ဘူရာယုံကဆင်းပြီးနောက်မှာတော့အရင်မျိုးမှရှိတဲ့ကားတစ်စီးကိုထပ်ငါးပြီးတောက်ထဲသွားကြပါရဲ့ နေရာကတော်တော်လေးမှောင်မဲနေခဲ့ပါတယ်။နာယူကြည့်လိုက်တဲ့အခါမှာတော့ညနေ၄နာရီထိုးတော့မှာပါ။ဟဲ့၄နာရီရောမထိုးသေးဘူးတော်တော်လေးကိုမှောင်မဲနေရပါပဲနော်။အေးလေဆီယမပြောတာပဲ။ဒီနေရာမှာနေရောင်မထိုးဖောင်းနိုင်ပါဘူးဆိုနေမှဒါနဲ့ဒီမှာရှိတဲ့ဈေးကိုလာလေကြတာလား။ဒီတောက်ထဲမှာနေထိုင်တဲ့လူရိုင်းတွေကလေတော်တော်လေးကိုလက်မှုပညာမှာတော်ကြရတယ်သီလား။အဲ့ဒီဈေးထဲမှာဝယ်ချင်တာအလုံးကိုဝယ်ပြီးရင်ပြန်ချတော့။ခဏဆိုရင်ဈေးရပိတ်တော့မှာ။ဒီကနေအမြန်ဆုံးသွားမှဖြစ်မယ်။မဟုတ်တာကျွန်တော်တို့ကဒီမှာနေဖို့လာတာလေ။ ကျွန်တော်တို့တောက်ထဲကိုသွားရအောင်မယ်။စံကြီးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဒရိုက်ဘာကလည်းအံ့အားသင့်သွားပါတယ်။ပြီးတော့သူတို့ဘက်ကိုကြီးလိုက်မိပါတယ်။ကဲအကိုရေဒီနေရာမှာသူတို့လူမျိုးစုတွေတည်တံ့နေထိုင်ကြတာ။တခြားမျိုးနွယ်စုတွေကိုဝင်ခွင့်ပေးမှာမဟုတ်ဘူး။ဒီမှာနေဖို့အတွက်ဘလုံးမအဆင်ပြေမှာလည်းမဟုတ်ဘူး။အကောင်ဆုံးကတော့ကျွန်တော်နဲ့အတူတူပြန်လိုက်ခဲလိုက်ပါ။ကျမတို့ဒီယိုလာရာကထူးဆန်းတဲ့ပန်းပွင့်ကိုလာရှာကြတာပါ။အဲ့ဒီပန်းပွင့်ကိုမရဘူးဆိုရင်တော့ဒီကနေပြန်မှာမဟုတ်ဘူး။ကောင်းပြီလေတားလို့မရဘူးဆိုလို့ရှင်လေသဘောပဲ။ ကျွန်တော်ရဲ့ပတ်စံကျွန်တော်ကိုရှင်းပေးလိုက်ပါညမမချုပ်ခင်ကျွန်တော်ဒီဟာနေအမြန်ဆုံးထွက်ရမယ်ဒရိုင်ဘာကိုပတ်စံရှင်းပေးပြီးရဲ့နောက်မှာစောမြောင်းနဲ့စံကြီးတို့နှစ်ယောက်လုံးကလည်းဈေးတဲ့ကိုရောက်ရှိလာပါတယ်ကဲပြောပါဘာလို့ကျင်းလို့လဲတတော်လေးကိုကြာနေပြီခမရတို့ကြည်နေရဒီတိုင်းပဲရှောက်သွားနေကြတယ်ကျွန်တော်တို့မြို့ပေါ်ကနေလာကြတာပါတောက်ထဲမှာရှိတဲ့ထူးဆန်းတဲ့ပန်းပွင့်ကိုလိုချင်လို့လေအဲ့ဒီပန်းပွင့်ကိုရှာဖို့အတွက်ကိုကြီးပေးလို့ရမလားစံကြီးရဲ့စကားကိုကြားတာနဲ့အဲ့ဒီမျိုးကန်ကဒေါသထွက်သွားခဲ့ပါတယ် ျွန်တော်တို့နေထိုင်နေတဲ့တောအုပ်ကြီးကကျွန်တော်တို့ဘိုးဘွားဘီပင်တွေပိုင်ခဲ့တဲ့နေရာပဲသူတို့တွေကအခုချိန်ထိကျွန်တော်ရဲ့တောအုပ်ကိုစောင့်ရှောက်ပေးနေစေအပြင်ကလူတွေတောအုပ်ထဲကိုဝင်လာတာကိုကျွန်တော်တို့လူမျိုးစုတွေကမကြိုက်ဘူးဒီကနေအများဆုံးထွက်သွားလိုက်ကြတော့ခမရလည်းဗျာဘာလို့စိတ်ဆိုးဒေါသထွက်နေရတာလဲတကယ်လို့ကျွန်တော်တို့ကိုအကူအညီပေးမယ်ဆိုရင်တော့ကျွန်တော်တို့ခမရပတ်စံကောင်းကောင်းပြန်ပေးမှာပေါ့ဗျာတစ်ခေါက်လောက်ပဲကျွန်တော်တို့အကူအညီပေးစမ်းမှာခမရတို့လည်းကျွန်တော်တို့အကျိုးပြန်ပြုတ်ပေးမှာပေါ့ တခုခုစားခြင်းလဲဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ပေးလို့ရတယ်ညကလည်းမိုးချုပ်တော့မှညမိုးမချုပ်ခင်ဒီကနေအများဆုံးထွက်သွားလိုက်ကြတော့ပြောဆိုပြီးနောက်တို့တို့လည်းထွက်ခွာသွားခဲ့ကြပါတယ်ဒီကလူတွေကလည်းစိုက်တက်ခိုင်မာကြတယ်နော်တို့မျိုးနွယ်ကိုတို့အရန်ချစ်ကြတဲ့ပုံစံပဲကျမတို့အကူအညီပေးဖို့အတွက်တယောက်မှအဆင်သင့်မရှိကြဘူးဒီမှာတညအောင်ဘလို့နေကြမလဲငါတို့ဒီမှာတခုခုဝယ်စားကြပြီးရနဲ့တိတ်တိတ်လေးတောက်ထဲဝင်သွားကြမယ်လေငါတို့မှာဓာမီတွေလည်းအပြည့်စုံပါတယ်ရှေးလဲရှိနေရပဲတညလုံးငါတို့တောက်ထဲမှာနေပြီးမနက်ပြန်ကြမယ် စံချိန်နဲ့စောများတော့နှစ်ယောက်လုံးကတခုခုကိုအမြန်စားတော့ကြပါရစေ။ကိုတို့ကလည်းမျိုးကတွေမတီအောင်လို့တက်တက်လေးတောက်ထဲဝင်လာခဲ့ကြပါရစေ။ကဲမှောင်မဲနေရဲဆိုပေမဲ့မစိုးရင်လည်းတော့တောက်ထဲမှာတောရိုင်းကလေးဆန်တွေကတော့ရှိမှာပဲ။ငါတို့မှမီးတွေရှိတယ်မလားမီးထွန်လိုက်မယ်။တော်ရင်ကလေးဆန်တွေကမီးကိုကြောက်ကြတယ်လေသူတို့ငါတို့နာကတ်လာမှာမဟုတ်တညလောက်ပါပဲမနက်ရောက်ပြီဆိုတာနဲ့ပန်းအောင်လိုက်ရှာပြီးငါတို့ပြန်ကြမယ်နှစ်ယောက်သားကလည်းမီးထုံပြီးနောက်မှာတော့အနီးနားမှာထိုင်နေကြပါလေနှစ်ယောက်သားကလည်းစကားတွေပြောဆိုရင်ထိုင်နေကြတာပေါ့ရုတ်တရက်အဝေးတနည်းကနေ ခြေချင်းအတန်ကြားလိုက်ရပါတယ်။မင်းကြားလိုက်လား။ကျောင်းထဲမှာခြေချင်းအတန်ကြီးနော်။ညိုင်ဘိုချောကျောင်းထဲမှာဘယ်သူများဖြစ်နိုင်လဲ။အတန်တော့ကျမလည်းကြားတယ်။ကြည်ရတာဒီမျိုးကန်တွေဖြစ်မှာပေါ့။ပြီးတော့သူတို့ကကျောင်းထဲမှာပဲနေကြတာဆိုတော့တော်လန်းတွေကိုပဲအသုံးပြုကြမှာလေ။ခဏကြာမှာတော့ခြေချင်းအတန်ကိုမကြားရတော့ပါဘူး။မိန်းကလေး၃၄၅ယောက်လောက်ကခြေချင်းဝတ်ပြီးပြေးနေကြတဲ့အတန်လိုမျိုးပါပဲ။အခုဆိုရင်တော့သူတို့ရဲ့အော်ရီတန်တွေကိုလည်းကြားနေရပါတယ်။နှစ်ယောက်သားကတော့ဟိုဒီဒီလိုက်ကြည့်နေကြပါတယ်။ဒါပေမဲ့ဘယ်သူကမှသူတို့မတွေ့ခဲ့ကြပါဘူး။ သူတို့နှောက်ထိုင်နေတဲ့တပင်းရဲ့အပေါ်ကနေပြီးတော့မြို့ကအမျိုးသမီးတယောက်ဇောက်ထိုးကြီးဆင်လာပြီးတော့ပြောလိုက်ပါရယ်။"ဒီကနေထွက်သွားတော့ဒီလိုမလာခဲ့ပါနဲ့"ဆိုပြီးတော့နင်တို့အတန်တန်ကြားခဲ့တယ်လေ။ဘာဖြစ်လို့ဒီလိုလာခဲ့ကြတာလဲ။သူရောက်မလာခင်နင်တို့အမြန်ဆုံးဒီကနေထွက်သွားလိုက်ကြတော့ပြောနေနေတဲ့အမျိုးသမီးကလည်းရုတ်တရက်ပြောက်ခွဲသွားခဲ့ပါရယ်။နှစ်ယောက်သားကလည်းကြောင်တောင်နဲ့တယောက်ကိုတယောက်ကြည့်နေခဲ့ကြတာပေါ့။အဲ့ဒါဘာကြီးလဲ။ကျမတွေးလိုက်တဲ့အရာကိုရှင်ရောတွေးလိုက်လား။ဒါရီအားလုံးကအမှန်တကယ်ပဲလား။ဒါမှမဟုတ်ကျမတို့ထင်အောင်ထင်မှားဖြစ်နေကြတာလား။ ငါတွေးလိုက်တယ်ငါလည်းတွေးလိုက်တယ်တရားနေအမြန်ဆုံးသွားကြရအောင်နော်နှစ်ယောက်သားကလည်းတောက်ထေကနေထွက်ဖို့အတွက်ကြိုးစားကြပါမယ်မောင်နေရဲ့အတွက်ကြောင့်မို့လို့တို့တို့လည်းလမ်းပြောင်းနေရတယ်တူပါတယ်တို့လည်းတောနဲ့တရောက်ရှိသွားခဲ့ပြီးနောက်မှာတော့ဖုန်းပြီးအလင်းရောင်တင်းမှာဘန်တွင်ကိုတို့မြင်တွေ့သွားခဲ့ပါတယ်တို့ကလည်းလိုက်ရှာနေတဲ့ဘန်ပွင်ကိုရှာလို့တွေ့သွားခဲ့ပါပြီကြည့်ပါဦးကျမတို့အဲ့ဒီဘန်ကိုရှာဖို့အတွက်မနက်မိုးလင်းတဲ့အထိစောင့်မျှော်နေစရာမလိုတော့ဘူးတွေ့လားတို့ကလည်းရှေ့ဆက်သွားပြီးတော့ဘန်းကိုခုဖို့အတွက်စူးစမ်းလိုက်တဲ့အချိန်မှာပဲနောက်ထပ်အမျိုးသမီးတယောက်ရောက်ရှိလာပါတယ် အမျိုးသမီးရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းအောင်ထန်ရောင်းရင်းနဲ့ပြင်းထန်နေပြီးသွေးတွေကလည်းထွက်နေခဲ့ပါတယ်။ဒီပန်းကငါတို့ဘိုးဘွားဘီဘင်တွေပိုင်နဲ့ပိုင်ဆိုင်မှုပဲဒါကိုထိဖို့မကြိုးစားနဲ့။သူတို့ကြီးနေစင်မှာပဲအမျိုးသမီးပြောက်ကွယ်သွားခဲ့ပါတယ်။သူထွက်သွားတာနဲ့နှစ်ယောက်သားကလည်းပန်းအောင်ခူးယူပြီးပြန်လာကြပါတယ်။သူမပန်းအောင်ခူးပြီးပြန်လာနေခဲ့တဲ့အချိန်မှာတတိမထာမိခဲ့တာတစ်ခုကတော့သူမရဲ့လက်ကိုတစုံတရာကကိုက်လိုက်တယ်ဆိုတာပါပဲ။ပြီးတော့သူမရဲ့လက်မှာရှိတဲ့သွေးတွေကိုလည်းတစုံတယောက်ကရှာရီနဲ့ရက်နေခဲ့ပါတယ်။ အပြင်ကိုရောက်တာနဲ့စောမြာကလက်ကိုပတ်တီးစီလိုက်ပါတယ်။မြို့ရောက်တာနဲ့သူတို့ခူးယူလာခဲ့တဲ့ပန်းကိုပြလိုက်ပါတယ်။သူတို့လည်းပန်းကိုကြောင်းရဲ့ခြံဝင်းအတွင်မှာစိုက်ထားခဲ့ပြီးနောက်မှာတော့ညမိုးချုပ်ကြီးဆွညာပူညာတန်တွေကြားလိုက်ရပါတယ်။စံကြီးလက်အတန်တွေကိုကြားလို့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့စောမြာကိုမြင်တွေ့ခဲ့ရတာပါ။သူမကတော့ကြောက်စရာကောင်းတဲ့ပုံစံနဲ့အသားတွေကိုဆွဲစားနေခဲ့ပါတယ်။ စန်ကြီးလည်းသူ့ကိုတွေ့တာနဲ့အော်တန်အကျယ်ကြီးထွက်သွားခဲ့ပါရီစန်ကြီးကိုတွေ့ရတဲ့သူကသူ့လက်ကိုသူ့ဟာသူချုပ်ပြလိုက်ပြီးစန်ကြီးကိုပေးပါရီလာလေးစန်ကြီးရဲ့ဘာရီအလောက်တောင်စိုးရင်ပူပန်နေရလဲငါနာအောင်လာခဲ့လက်ဆက်နေတဲ့အသားစိမ်းလာစားကြည့်ပြောဆိုနေတဲ့သူမကလည်းခူယူလာခဲ့တဲ့ပန်းပွင့်အနာကိုတွားလိုက်ပါရီပန်းပွင့်နေကနေရှာတစုံထွက်လာခဲ့ပြီးနောက်မှာတော့သူမကိုဝါမျိုးသွားပါရီဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာဖြစ်ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။